violar. <laughs> ာသီလေးကကမ်းခြေကိုသွားဖို့အကောင်းဆုံးရာသီဥတုလေးဆိုတော့တော်မန်ဒီတယောက်တငယ်ချင်းနဲ့အုပ်စုလိုက်ကြီးချောင်းသာကိုတို့ပါမယ်။မန်ဒီတဲခဲဟိုတယ်လေးရကြတော့ CN လေးထဲက Mangrove View Resort လေးပါ။ဒီတစ်ခေါက်ကကြတော့မန်ဒီ Second Time ရောက်ချင်းပေါ့နော်။ပထမတစ်ခေါက်တော့လည်းအရန်ပျော်ခဲ့တာမို့လို့အခုထပ်ပြီးရလာတာပါ။အခန်းလေးရကြတော့မန်ဒီကို2သိန်းခွဲတန်ရော4သိန်းခွဲတန်နေရောရှိရပေါ့နော်။အဲ့ဒါအပြင်အနှိတ်ခံချင်းတဲ့သူတွေအတွက် Spa ရောတရှင်းဆိုချင်းတဲ့သူတွေအတွက်ကာရာအိုကေလေးရအစားရှိပါတယ်။ရောက်ရောက်ချင်းမန်ဒီကိုတငယ်ချင်းနဲ့အုပ်စုလိုက်ပိုက်စာနဲ့နေ့လယ်စာလေးအရင်စား ားပါတယ်။ပြီးရင်တော့ခဏနားပြီးရတဲ့ကမ်းခြေဆင်ပြီးပေါ့နော်။ဒါကတော့ first day ရဲ့ beach outfit လေးပါ။သူကကြတော့ကမ်းခြေလေးသွားဖို့ဘက်ကီလေးနဲ့လိုက်ဖို့ပေးပါတယ်။ကမ်းခြေလေးကလူလဲရှင်းတော့မန်ဒီတို့တက်တော့လေးတွေဆော့ဓပုံလေးရိုက်ပြီးတော့ညစာစားကြပါရဲ့ရှင်။သူတို့စီကစီဖူးဟင်းနေလဲတော်တော်ဆောက်လို့ကောင်းတယ်။ဒီ favorite အဖြစ်ဆုံးက mangrove ရဲ့ breakfast ပဲ။ဟိုကြတဲ့ကြောခေါက်ဆဲကြောထမင်းကြော်ရည်လေးရှိရပြင်ရှက်ခေါက်ဆွဲလေးပါရှိရသူစီကရှက်ခေါက်ဆွဲလေးတော်တော်ဆောက်လို့ကောင်းတာ။ပေါင်မုံနဲ့တခြားအသီးပွဲလေးလည်းရှိသေးရပါတော့။လက်ဖက်ရည်နဲ့ coffee ကြိုက်တဲ့သူတွေအတွက်လည်းမနေ့တိုင်း breakfast ချိန်မှာထည့်ပေးထားရပေါ့နော်။ကဲကဲကဲအဲ့ဒါပြီးရင်တော့ Mangrove View Resort မှာအလားဆုံးနေရာလေးတွေတခုဖြစ်တဲ့ Mangrove Bridge လေးကိုသွားခဲ့ပါတယ်။နေရာလေးဓာတ်ပုံတော်တော်ရိုက်လို့ကောင်းတာမန်ဒီနဲ့မီကီဆိုထွန်းလေးအောင်ကြိုက်ခဲ့သေးတယ်။အဲ့ဒီအရှိမှာတော့အကျော်ရောင်းတဲ့ဆိုင်လေးပါရှိသေးရဲ့။ Mangrove မှာလေ Mandy favorite ဖြစ်တာ activity အများများတာဒီလိုမျိုးလေလော်လို့လည်းရတယ်။ဒီလိုမျိုး kayaking လုပ်ချင်တဲ့သူတွေအတွက်လည်းရှိသလိုမျိုးလေသီးသန့်စီးကျင်တဲ့သူတွေအတွက်လည်းတကယ်ချင်းနဲ့အောင်စုလိုက်စီလို့ရတဲ့ပုတ်လေးပါရှိရဲ့။အဲ့ဒါမစည်းခင်တော့ Mandy live ဖ်ချက်ကလေးကိုကြည့်ဝေးရပေါ့နော်ကဲစပြီးတော့စီးပါပြီးရှင်မန်ဒီယိုစီးတုံးကလေဓာတ်လျှောက်ကလေးမသိရင်အမေဆုံးတော့တဲ့ရောက်သွားတယ်လို့ပဲလေတဝီဝီလေးတိုက်တော့ဒေါ်မန်ဒီတို့လေအကုန်လုံး relax လုံးဝဖြစ်သွားတယ်လို့ခံစားရစိတ်ရောကိုပါအနားယူခြင်းနဲ့ဆိုရင်တော့ဒီပုတ်လေးကိုစီးဖို့ recommend ပေးပါရှင်ဒီမှာမန်ဒီယိုစပိန်စီးခြင်းတဲ့သူရဲ့အတွက်လဲစပိန်နေထားပေးထားတယ်အခုအစ်စ်ထက်တိုးထားတယ် water pad လေးဆိုလဲအရန်ဆော့လို့ကောင်းတာဒီ short ဆိုလဲတော်တော်ကြောက်ဖို့ကောင်းတယ်လို့အရန်လဲပျော်ခဲ့ရပေါ့နော်တယောက်သေးဆိုရင်တော့မစီရဲကိုအုပ်စုလိုက် က်ကြီးရအလိုတယောက်ကြီးတယောက်စီးနေရောကိုလည်းစီးကျင်လာလို့စီးလိုက်ပါတယ်ရေးဆော့ပြီးတော့ပင်မန်းနာနဲ့လက်ရှ်လေးစားပါတယ်ပြီးတော့သူတို့စီမှာတီတိုင်းလေးလက်ရှိရောမနီမိုးလက်ဆောင်လေးပါဆွဲခဲ့သေးရယ်ကဲညနေပြန်ရောက်ပြီဆိုတော့ဓပုံလေးတွေပြန်ပြီးတော့ရိုက်ကြပြန်ပါတယ်ဒုတိယနေ့ညဘက်ရောက်တော့မနီကိုချက်ပို့လေးပါမှာထားတော့ရှယ်ကျိတ်ခဲ့ပါတယ်ရှင်တတိယနေ့ရယ်မနက်ခင်း breakfast ထဲမှာဆိုရင်မူဟင်းကားနဲ့မုံလုံးကြီးပါပါတယ်ပေါ့နော်တရနေ့တရတော့ menu မတူကဲဒီနေ့ကတော့လုံးဝ activity day ပါရှင်ကလေးတွေရောလူကြီးတွေရောအသက်ကုန်ဆော့လို့ရမယ် စားကွင်းလေးမှာဆိုရင်မင်းတို့အယုတ်ောက်တဲ့ဆက်တွေရောမြားပြစ်တာတွေရောဘောလုံးကန်တာတွေရောတောင်တက်တာအစာအကုန်ရှိရယ်ဒေါ်မန်ဒီနဲ့တငယ်ချင်းအုပ်စုကတော့အသက်ကုန်ဆော့ခဲ့ပါတယ်ရှင်။ ကဲကဲကဲနောက်ဆုံးတစ်ခါကြတော့မန်ဒီအရန်ကြိုက်တဲ့ zip line လေးစီမှာဖြစ်ပါတယ်ဒီ man group ရောက်ရင်တော့ zip line လေးကမဖြစ်မနေစီးတင်နေပေါ့နော်အခါကြတော့အမြင့်ကြောက်တဲ့သူတွေအတွက်တော့နည်းနည်းကြောက်ရင်ကြောက်မယ်ပေါ့နော်ဒါပေမဲ့အရန်ပျော်ဖို့ကောင်းပါတယ်မန်ဒီလိုမျိုးရိုက်ချင်ရင်တော့ဖုန်းကိုတေချာလေးကင်ထားဖို့ပြောချင်ပါတယ်ဘာလို့ဆိုကန်တဲ့ဖုန်းကြရင်ပြန်ကောက်လို့မရလို့ပါရှင်သူကအလေးချိန်ပေါ်ရင်ကန်အလဲမှာရက်နေတတ်တယ်ဒါပေမဲ့စိတ်မူပါနဲ့သူတို့လာခေါ်ပေးပါရှင် zip line လေးကကြတော့အသွားပြန်နှစ်ခေါက်စီးရပါတယ်ဒါကကြတော့မန်ဒီရဲ့ second time zip line စီးခြင်းပါရှင်နောက်ဆုံးတစ်ခါကြတော့ တော်မန်ဒီရဲ့အကြိုက်ဆုံးနဲ့အကြောက်ဆုံးခွစ်ချက်မေးပေါ့နော်။ခုံတဲ့အချိန်ပဲကြောက်ဖို့ခေါင်းနဲ့ကျန်တဲ့အချိန်ကြောက်ဖို့လုံးဝမကောင်း။မီကီရဲ့ energy ရောလေးစားတူမှတောင်းတက်နိုင်သေးတယ်။ activity လေးပြီးရင်တော့တော်မန်ဒီကိုတငယ်ချင်းအုပ်စုလိုက်ကြည့်ပြန်ပါပြီရှင်။ပင်လယ်ကြီးကိုနှုတ်ဆက်နေတဲ့ဒီ block လေးအဆုံးသတ်လိုက်ပါရစေ။အားလုံးပဲတတပါ